တဲ့ပုဂ္ဂိုလ်တွေတရားနာကြတယ်တရားအသိကိုတံမိုတာတဲ့ပုဂ္ဂိုလ်တွေတရားနာကြတယ်ဘဝကောင်းတွေရခြင်းတဲ့ပုဂ္ဂိုလ်တွေတရားနာကြတယ်တန်တရာဝုကလွမြောက်ခြင်းတဲ့ပုဂ္ဂိုလ်တွေတရားနာကြတယ်အဲ့ဒီထဲမှာတရားနာတဲ့ပုဂ္ဂိုလ်တွေမှာတို့ပါလာတာကကိုအဖိုးတွေပြိဿရေတံမနေဘူးလားတံနေတယ်တို့ဘဝဟာကုသိုလ်တွေနဲ့စားခဲ့လို့လူဘဝရောက်လာတာပါလူဘဝရောက်လာတဲ့လူသားတိုင်းဒီဘလို့လူပဲဖြစ်ဖြစ်ဆလုံးလို့လူပဲဖြစ်ပါစေကုသိုလ်แน่ๆလေးတော့မပါခဲ့ဘူးလား ါခဲ့တာပေါ့မြတ်စွာဘုရားဟောတာလေယဟန်တို့တဲ့အရှင်ပုဂ္ဂိုလ်သည်ဌာနဆိုတဲ့ကုသိုလ်ကောင်းမှုတွေကိုနည်းနည်းကလေးပြုလုပ်ခဲ့ဤသီလဆိုတဲ့ကုသိုလ်ကောင်းမှုတွေကိုနည်းနည်းကလေးစောင့်တည်ခဲ့ဤဘာဝနာကိုတော့မရှူပွားထိုပုဂ္ဂိုလ်ဒီသိလွန်တဲ့အခါမှာဘုံကံပါရှာတဲ့ယုတ်ညံ့တဲ့လူအမျိုးမှဖြစ်ရဤဒါနံပါတ်1လူပြည်ယောက်ျောင်းတရား နမနိကတော့ယဟန်တော်ရှင်ပုဂ္ဂိုလ်ဒီဒါနာဆိုတဲ့ကုသိုလ်ကောင်းမှုတွေကိုအသိအတင်းတော်ယုံတန်ုံလေးပြုခဲ့ဤတီလာတွေဘာဝနာတီလာတွေကိုလည်းအသိအတင်းလေးပဲတော်ယုံတန်ုံလေးပဲဆောက်တည်ခဲ့ဤဘာဝနာကိုတော့မရှိပွားထိုပုဂ္ဂိုလ်ဒီအသိလုံးနဲ့အကမ္မဘုံကံကြီးမာ၍မြင့်မြတ်တဲ့တထေတကြွယ်မင်းဆိုးရာဇာမျိုးမှာဖြစ်ရဤဒါနမနိလူပြီးရောက်ကြောင်းနမသုံးကတော့ယဟန်တော်ရှင်ပုဂ္ဂိုလ်ဒီဒါနာတီလာတွေကိုအများကြီးပြုလုပ်ခဲ့ဤ ထိုပုဂ္ဂိုလ်ဒီသင်လုံးတဲ့အခါမှာလူပြည်ကကြော်လွန်ပြီးတော့နတ်ပြည်မှာဖြစ်ရ၏ဒါနတ်ပြည်ယောက်ျောင်းတရားအာဟုသူတွေသာလောက်ခဲ့ရင်တော့အပေငရဲမှာဖြစ်ရ၏ရှင်းရှင်းလေးပြောရရင်တော့အာဟုသူတွေများရင်အပေငရဲမှာဖြစ်မဲ့ဌာနသီလနည်းနည်းကလေးပါခဲ့ရင်လူဘဝရောက်မဲ့လူဖြစ်မဲ့တိုင်းမဲ့လို့အမျိုးယုံမဲ့ဆင်းရဲမဲ့မွဲမဲ့ငတ်မဲ့ပြက်မဲ့မွဲမွဲတဲ့နေရာမှာလေးရုပ်ရည်မွဲမဲ့အုပ်ဆံမွဲမဲ့ပညာမွဲမဲ့ မျိုးရိုးပါမွဲမဲ့သူအမွဲတကအမွဲနဲ့သူကကြုံနေတာကုသူနဲရင်လူဘဝရောက်ရုံလေးပဲကျန်တာတွေကအကုန်လုံးမွဲမှာဒါနသီလာတွုံယုံတန်ယုံကလေးလောက်ခဲ့ရင်တော့လူပြည်မှာချမ်းသာမယ်အမျိုးကလည်းမြတ်မယ်ဒါနသီလာတွေအများကြီးလောက်ခဲ့ရင်တော့လူပြည်ကနေကြော်ပြီးနတ်ပြည်မှာသွားဖြစ်မယ်ဒါကြောင့်မလို့ပြိတ္တမယမကလူပြည်ရောက်လာပြီဆိုတော့ဒါနသီလနည်းနည်းလေးတော့မပါခဲ့ဘူးလား ပါခဲ့တယ်ဒါကုသိုလ်နဲ့စားခဲ့လို့လူဘဝကိုရတာကုသိုလ်နဲ့စားလူဘဝကုသိုလ်အသစ်ဒီပြန်ပြုတ်ကြမာဂျင်နာလီကအဲ့ဒါပဲကုသိုလ်နဲ့စားတဲ့လူဘဝကိုဘာအသစ်ဒီပြန်ပြုတ်ကြကုသိုလ်အသစ်ဒီပြန်ပြုတ်ကြတဲ့မြတ်စွာဘုရားလက်ထက်ခါတုန်းကအဘုဒ္ဓကတတိဆိုတာရှိအာဂန္တုကတတိဆိုတာလည်းရှိသူတို့တွေကအကုန်လုံးဟာ ကတိပေါင်း180ကျော်ချမ်းသာကြအမွေခံသားသမီးတွေလည်းမရှိဘူးကတိပေါင်း180ချမ်းသာတော့လည်းပဲဖျားပွင့်နေခေကောင်းကြီးနဲ့ဂျုံနဲ့ကဘာကောင်းကြီးနဲ့ဂျုံနဲ့ယဟန္တာတွေကြီးဖူးနေရပါလျက်နဲ့လေတရားအသည့်မဝင်မှုကုသိုလ်တန်ဖိုးမထားဘူးဥစ္စာတွေကြီးကြီးပောင်ထုတ်စုပြီးလူလည်းမလူတန်တရားရေကကုသိုလ်တွေလည်းမပြုစားလည်းမစားစားလည်းမစားဘူးတဲ့ဘာပဲစားလဲဆိုရင်လေသကွဲထမင်းပုံရီဟင်း ကျမ်းပေးဆိုတာတွေပဲစားတယ်တဲ့ဝတ်ဆိုရင်လည်းပဲပြင်ကျမ်းတွေပဲဝတ်တယ်အဲ့ဆိုရင်လည်းဆောင်ကောင်းကောင်းနဲ့တောင်မအိပ်ဘူးမသုံးဆောင်ပဲနဲ့လေကိုကိုတိုင်းလည်းမသုံးဆောင်တန်တရားရေကာကုသိုလ်ဖြစ်အောင်လည်းမစွန့်မလူနောက်ဆုံးတော့ဘလူမှမရှိအာလုံးသိသွားကောတလမင်းကြီးကလဲစီပေါင်းများစွာနဲ့ခုနှစ်ရက်တိုင်တိုင်ဗန္ဓာအဖြစ်ရွှေတွေတိုက်သိမ်းอยู่ရတယ်ဘယ်နှစ်ရက်တိုင်တိုင် အဲ့ဒါကိုနေရလုံးလုံးကောသလမင်းကြီးကအဲ့ဒီမှာမေမနာဖျားအဲ့ဒီတထေကြီးတွေတည်တော့တာယိုရှိရမြောက်တော်မှာမြတ်စွာဘုရားအကြောင်းကိုရောက်တော်မြတ်စွာဘုရားကတကားကြီးတဲ့အကြောင်းမရောက်တာ အတော်ကြာပြီမလုပ်နေလဲမြတ်စွာဘုရားတဲ့အဘုဒ္ဓကတထေကြီးတည်သွားတယ်ဘုရားအမွေးတွေကြံခဲ့တာသာသမိတွေမရှိလို့တဲ့ဗန္တာအဖြစ်ရှင်မင်းကတင်ရတယ်ဘုရားဥစ္စာရိယာများလိုက်တာမြတ်စွာဘုရားခုနှစ်ရလုံးလုံးလက်တွေနဲ့တိုက်ရတယ်ဘုရားရွှေတွေအများကြီးကြံခဲ့တာဘုရား မြတ်စွာဘုရားတပိတော်မေးပြစီဘုရားအဲ့ဒီအဘုဒ္ဓကတတိယလူဘဝမာနေတော့လည်းလူတယ်လို့လည်းမကြဘူးပါဘုရားဘုရားတရားနာတယ်လို့လည်းမကြဘူးပါဘုရားကိုကိုတိုင်းကောင်းကောင်းလည်းမစားကောင်းကောင်းလည်းမဟုတ်ဘူးဘုရားဥစ္စာတွေဒီတိုင်းထားပြီးတော့တည်သွားတယ်ဘုရားတဲ့မြတ်စွာဘုရားတဲ့ဘာကြောင့်မစားရတာလဲဘုရားဘာကြောင့်မလူတန်းတာလဲဘုရားဘာကြောင့်ချမ်းသာတာလဲဘုရားကောသလမင်းကြီးကသိကျင်တော့ဘုရားကိုမမေးဘူးလား မေးတော့မြတ်စွာဘုရားကအတိတ်ကိုဆောင်ပြီးတော့ဟောပြတဲ့ကောသလမင်းကြီးတဲ့အဘုဒ္ဓကတထေကြီးကဘာကြောင့်ချမ်းသာတာလဲဆိုရင်ဟဋ္ဌိပါဇက်စကားတခွန်းကြောင့်ချမ်းသာတာတတာရှိတဲ့စကားဘာစကားသူကတကူသောဘုရားတုန်းကတဲ့တထေးကြီးဖြစ်ခဲ့တာတဲ့တော်တော်လေးတော့နှမျောတယ်လူရမှာတန်ရမှာတော်တော်ကြောက်တယ်တရားတရားမရှိဘူးပေါ့ သူ့မိမကသရတရားရှိတယ်လူချင်းတန်းချင်းနဲ့ယောက်ျားကပိတ်ဆို့ကားစီးနေတော့မလူရဘူးတနေ့သောကမှာသူတို့အိမ်ရှိကိုတဲ့ပစ္စည်းကားဗုဒ္ဓတပားကြွလာဘသူကြွလာပစ္စည်းကားဗုဒ္ဓတပားကြွလာတာမြင်တော့တထေးကြီးကတဲ့အဲ့ဒီနေ့မှာဘာစိတ်ကူးပေါက်တယ်မသိဘူးလူချင်းစိတ်လေးဖြစ်ပြီးမိမရေးတယ်ဟိုမှာကိုတော်တပားကြွလာတယ်အိမ်ထဲပြင့်ပြီးလူလိုက်ဆန်းဒါတထာရှိတဲ့စကားဘာစကား ဒါကြောင့်မလို့လေပြိတ္တဟာဒီဗဇက်ကပြိတ္တကြီးကိုကိုကိုကျိုးနဲ့ခြီးတဲ့ဇကားဒီမထွက်ကြစေနဲ့ဒုက္ခနဲ့မချီးနဲ့ဒုက္ခရောက်တယ်ဆိုတာဒီဗဇက်ကြောင့်ဇကားကြောင့်ရောက်တာဒီအများကြီးပဲဝစီကံမထင်းရင်ဒုက္ခတွေမရောက်ဘူးလားရောက်တာဗောအခုသိတ္တမင်းသားဥရိဝေလာတော်ကြီးတွေမှာ6နှစ်ကျင်းရတာဒီဗဇက်ပဲဒါကိုကိုကိုဒုက္ခနဲ့ခြီးတဲ့ဇကားဟုတ်တယ်နော်အေးအဲ့လိုမျိုးပေါ့လေ တချို့များကဒီပါဇက်လွယ်လွယ်လေးပြီးပြီးရောဆိုပြီးတော့ဟိုကောင်မှဘာဖြစ်နေတာဟိုကောင်မှဘာဖြစ်နေတာဟိုကောင်ကဘာလုပ်နေတာသွားပြောအဲ့ဒါကိုယ့်ကိုယ်ဒုက္ခကျိုးနဲ့ကြီးနေတာဘာကျိုးနဲ့ကြီးနေတာအနုဘဝရောအနုဘကရောပါတိမောက္ခေသတံဝရောညဇောဘုရားရဲ့ဩဝါဒတရားအချင်း73ပါးထဲမှာအနုဘဝရောမိမိရဲ့နှုတ်ရင်းသူတစ်ပါးတို့ကို မဆွဆွဲနဲ့အပြစ်မဖို့နဲ့မဆွဆွဲရအောင်အပြစ်မဖို့ရအောင် မှန်နေရင်တော့မှဖေးဖေးမမတသက်တသာပြောရတယ်ဟုတ်ဘူးလားကဲမကောင်းတာလှုပ်ရှားတဲ့မိမတယောက်တွေ့တယ်မှန်တော့မှန်နေထားပြီပါတော့မှန်တိုင်းကူကပြောရမှာလားကိုကဖေးဖေးမမဟုတ်ပါဘူးေနော်မဟုတ်ပါဘူးေဆိုရင်ဒါကိုပါဇက်ကတော်တော်တန်ဖိုးရှိသွားတယ်ဟုတ်တယ်အကောင်မဘာဖြစ်နေတာညာဖြစ်နေတာဆိုတော့ဟောကိုပါဇက်ကဟိုကကြားရင်ကိုတမျိုးပြန်မြင်အောင်မယ်နော်အဲ့တော့မဟုတ်ရင် မဟုတ်ရင်ကိုကဆွတ်ဆွမ်းမိပြီသားဖြစ်သွားတယ်ဟုတ်ရင်တော့မှကိုကတွန်းချတယ်လို့ဖြစ်သွားတယ်ဖိပီမမပြောတတ်ဖို့လေးတွေလည်းလို့တယ်ဒါကြောင့်တရားနာစေဒီဝစီကံတွေလည်းထိန်ကြဘာကံတွေလည်းထိန်ကြမင်္ဂလာရှိတဲ့စကားတွေပြောမယ်တရားရှိတဲ့စကားတွေပြောမယ်ကဲဆိုကြပါစို့နည်းနည်းလေးဖလန်းဖလန်းထနေတဲ့မျိုးသမီးတယောက်ကိုကိုကဖလန်းဖလန်းလို့သွားပြောလိုက်တယ်မှန်တော့မှန်တာပေါ့ မမဟုတ်ဘူးဆိုခဲ့ရင်သူ့အပြစ်ဖို့လို့ဖြစ်သွားပြီဟုတ်တယ်ဆိုရင်လည်းပဲသူကအညိုးကိုပြန်ထားမယ်ဆိုရင်ကိုကဒုက္ခရအောင်မှာဟုတ်တယ်နော်အဲ့တော့ကိုကဖိဖိသားနဲ့မဟုတ်ပါဘူးရေဒီခေတ်ကလေးတွေကဒီလိုလေးတွေရှိတတ်တာဘောဆိုတာနဲ့ဒီစကားဟာတန်ဖိုးရှိသွားတယ်မရှိဘူးလားအင်းအဲ့ဒါအဲ့ဒါလေးဒီသဘောတရားလေးဒီသဘောတရားလေးတချို့ကအဲ့လိုမသိဘူးပြိတ္တာရေးထိုးချမယ်ဖဲ့ချမယ်ဆွဲချမယ်တရားဆိုတာမှတ်လိုက်ပါတရားဆိုတာဖိမှခြင်းကူညီခြင်းဆွဲတင်ခြင်း တရားဆိုတာနေနေတဲ့ပုံကိုယ်တွေကိုအပယ်ကြမဲ့ပုံကိုယ်တွေအပယ်မကြအောင်ဆွဲတင်တာတရားဟုတ်တယ်မလားပျက်စီးသွားမဲ့ပုံကိုယ်တွေမပျက်စီးအောင်တရားပွဲကိုရအောင်ခေါ်လာတာတရားဖလန်းဖလန်းထားနေတာတွေဖလန်းဖလန်းမထားရအောင်ဖလန်းဖလန်းမထားနဲ့တရားပွဲလာလို့ခေါ်လာတာကတရားအဲ့ဒါကိုလေအင်းရော့ဆိုပြီးတော့စကားနဲ့လည်းတွန်းရမှာမဟုတ်ဘူးနှုတ်နဲ့လည်းမတွန်းနဲ့စိတ်နဲ့လည်းမတွန်းရဘူးတော့တရားအကြောင်းကြီးပြောရင်တော့အများကြီးပဲအဓိကတော့တရားအကြောင်းကြီးများများသိဖို့ပြည့်တတ်ရင်မလိုဘူးလား လို့လာပေါ့အဲ့ဒီမှာလေမိမရေးတဲ့ကိုတော်ကိုပြင့်ပြီးတော့အိမ်ထဲမှာလှူလိုက်ဆန်းဆိုတဲ့ဇကားလေးကမင်္ဂလာလည်းရှိတယ်ကြက်သီးလည်းရှိတယ်တထားလည်းမရှိဘူးလားရှိတော့မိမကလည်းအမလီဝမ်းသာလိုက်တာတသက်လုံး၅ယောက်ကြာတခါမှဒါမျိုးမပြောဘူးဆိုပြီးတော့လေအရှင်ပြကြွပါဆိုပြီးပြင့်နေရာထိုင်ခင်းနေပြင့်တပိတ်ကို ယူသေးချင်ရကိုဆွမ်းနေထဲယောက်ျားတော့ဒုက္ခောက်လေးဆွဲပြီးတထေးကြီးကလမ်းလျှောက်ထွက်သွား အဲ့ဒါမိမကလည်းတသက်တခါလိုရတယ်ဆိုပြီးတော့လေတပိတ်အပြည့်၅ရောက်စာလောက်ကိုစားလို့ရတယ်စွမ်းနေစွမ်းဟင်းနေခဲဝဲဒီအပြည့်ထဲပြီးလူတရားကပ်ပြီးတော့ရှင်ဘုရားတရားဟောပါအောင်ဆိုတရားဒီနာနိုင်ဝဲကြော်ကြာတော့တာပေါ့တရားဒီပါနာပြီးပြီဆိုတော့လေပိစိကဗုဒ္ဓကလည်းတပိတ်ပိုက်ပြီးတော့လမ်းလမ်းအတိုင်းပြန်ကြွားသွားတယ်တထေကြီးကလည်းလမ်းလျှောက်ပြီးတော့ပြန်လာတယ်လမ်းတစ်ဝက်မှပြန်ဆုံရတယ် လမ်းတစ်ဘက်ပြန်ဆိုတော့တတိယနေ့ကိုတော့တဲ့အိမ်ကမိမလူလိုက်လားတဲ့မေးတယ်ဒီစကားတော့ပြီးလို့ရပါတယ်အပြစ်မရှိပါဘူးလူလိုက်တဲ့တခါကြီးမေစကားဗုဒ္ဓလည်းပြောတယ်အဲ့ဒါဆိုရင်တဲ့ကိုတော့တဲ့ဘာတွေလူလိုက်တာလဲပြဆမ်းမှာဒါတော့နည်းနည်းပို့သွားပြီလူပြီးပြီဆိုတာနဲ့ကိုကနှလုံးသွင်းတတ်ဖို့လိုတယ်မလိုဘူးလားလူပြီးပြီးသွားတယ်ပြိတ္တရဲ့အလူတစ်ခုဟာမလူခင်မှာလဲပုပ္ပစေနာတဲ့မလူခင်မှာလဲစိတ်ကောင်းနေဖြစ်နေရတယ် လူစဲမှာလည်းစိတ်ကောင်းနေထားရတယ်ကြည်လင်ဝမ်းမြောက်နေရတယ်ပြောတာပေါ့လူပြီးမှာလည်းကြည်လင်ဝမ်းမြောက်နေရတယ်နှလုံးသွင်းတတ်ရတယ်ပြောတာပေါ့ကိုလူပြီးပေါ့ဩမိမလူလိုက်တယ်တပြည့်ကလည်းဝမ်းသာတယ်ဘုရားသာဓုသာဓုပါဆိုရင် လူပြီးမှာလည်းဒါကသူကကြည်လင်ဝမ်းမြောက်ဖို့ပြီးဒါကုသိုလ်တွေရတာပေါ့အဲ့ဒါပြဇမ်းမှာကိုတော့တပိတ်လက်ပါဆိုတော့ဒါရှည်တာရှည်တာအဲ့တချို့လည်းပဲအဲ့ဒါတို့ဗုဒ္ဓဘာသာအဲ့ကျောင်းနေလူပြီးအဲ့လိုပဲဒါငါလူတဲ့ကျောင်းငါကျောင်းဟိုခါနေမလာနဲ့ဒါနေမလာနဲ့ ဘုန်းကြီးကြောင့်ပဲဘသူပြည့်လာမှာပေါ့တတောင်းစားလဲလာမှာပြည်တန်စားလဲလာမှာရှင်ပြင်းလဲလာမှာခွေးလဲလာမှာဟုတ်လားဗျအဲ့ဒါဟာကိုကလူပြီးနေပြီလားငါအเจ้าဘာဖြစ်လဲညာဖြစ်လဲဆိုကို तू အเจ้าထိုင်တာနော်အဲ့ဒါမို့လို့ပေါ့နော်ဒါရှည်သွားတာလို့ခေါ်တယ်ဒါလေးဒီညာရှည်ရင်ပြန်တူလိုက်ပေါ့ဗျာနော်တူလိုက်ရင်ရတာပဲအဲ့တော့ပြပါဦးဆိုတော့ပုစိကဗုဒ္ဓကတပိတ်ကိုလက်ပြတယ်တပိတ်လက်ပြတော့တတိယကြည့်ပြီးတော့စိတ်မကောင်းနေဖြစ်သွားတယ် ကုသိုလ်တွေပွားရမှာမပွားနိုင်တော့ဘူးနှလုံးသွင်းမတက်တာလीဗျာစိတ်မကောင်းနေဖြစ်သွားတယ်ကြည်စံနဲ့အိမ်ယာမိမလှုပ်ချလိုက်တာ၅ရောက်စာလောက်ကိုလှူလိုက်တာပဲကုန်ပါပြီတဲ့ဒီ၅ရောက်စာလောက်ဒီကိုတော့အလူခံပြီးတော့ပြန်သွားចောင်းမှာစားပြီးတော့သင်္ကန်းခေါင်းမိချုံပြီးတော့အိတ်တော်မှာပဲသူခေါင်းမိချုံအိတ်ဂျွန်းပြပြသူနဲ့ပါဆိုင်ဟုတ်လားပြိတ္တကြီး အဲဂျလန်းတို့ကျွန်းမှာရေကူးနေတာဆလုံးလေးနဲ့အားရေကူးတာရေကူးတာပဲဗောဘာဆိုင်ဟုတ်တယ်မို့လားတရားဟောတာဟောတာပဲဗောအခုဘဝနဲ့အခုပဲဗောအဲ့ဒါလေနှလုံးကမသွင်းတတ်တော့ဘူးကုသိုလ်ကမဖြစ်တော့ဘူးအကုသိုလ်တွေဖြစ်မသွားဘူးလားကြည်စံတဲ့ဒီငါးယောက်ဇာလကိုငါပြန်ယူပြီးတော့ငါအိမ်ငါတဲ့ငါတပည့်တွေကိုကျွေးရင်တဲ့စီးပွားတွေအောင်မြင်မှာပဲစီးပွားတွေတိုးတက်မှာပဲငါအကျိုးတွေဖြစ်မှာပဲတဲ့ငါပြန်လူကျင်လိုက်တာ ကဲလူဆိုတော့ကလည်းသူ့ပဲလိုချင်တာလည်းသူ့ပဲဒါကြောင့်မြတ်စွာဘုရားကမနောကံအကုသို့၃ပါးဟောထားတယ်လိုက်ဆိုလိုက်အဘိဇ္ဇာဖြာပါဒမိစ္ဆာဒိဋ္ဌိဘာလဲလဲအဘိဇ္ဇာဖြာပါဒမိစ္ဆာဒိဋ္ဌိအဘိဇ္ဇာဆိုတာ မတရားလိုချင်ခြင်း ဖရီစိတ်ကလေးကမတရားလိုချင်တဲ့သဘောလေးဖြစ်သွားရင်အဲ့ဒါအဖိ္ဇာအကုသိုလ်ကံကြီးပါပဲသူများဟာကိုမပြောနဲ့ကိုလူပီးသားကိုပြန်လိုချင်ရင်တော့အဖိ္ဇာပဲဖျာပါဒဆိုတာကသူတစ်ပါးတွေကိုပျက်စီးချောင်းကြံစီခြင်းဟာဟိုကောင်းနေဟိုအိမ်မီးလောင်ရင်ကောင်းပါပဲဟိုကောင်းဆံငယ်တိုက်သိရင်ကောင်းပါပဲဟိုကောင်းမဘာဖြစ်သွားရင်ကောင်းပါပဲဆိုအဲ့လိုကြံလိုက်တာနဲ့အကုသိုလ်ဖြစ်သွားပြီတကယ်မနောကံကြောက်စရာမကောင်းဘူးလား ကောင်းတယ်ပြိဿယင်တော့မိစ္ဆာဒိဋ္ဌိဆိုတာယူမတာကြောင့်မိစ္ဆာဒိဋ္ဌိဆိုတာကကိုမနောကံအကုသို့ဖြစ်နေတာအယူတွေမားတဲ့အမြင်တွေမားတဲ့အတွေးတွေမားနေတဲ့ပြောင်းပြန်နေမြင်နေနော်ဒါကြောင့်မလို့အယူမားတယ်ဒါမနောကံစိတ်ထဲမှာဖြစ်လိုက်တာဒီကအကုသို့မဟုတ်ဘူးလို့ထင်တာနော်အခုလည်းကြည့်လိုက်ပါလားပြိဿယင်အဖိစာကိုလိုပြီးသာတပိတ်ထဲကဆွမ်းနေကိုတတိယပြန်ပြီးတော့လိုချင်နေပြီမလိုချင်ဘူးလား ပြန်ယူရရင်ကောင်းပါပဲငါတပည့်တွေကျွေးရင်ကောင်းပါပဲလို့လိုချင်တဲ့စိတ်ကလေးပဲဖြစ်လိုက်တာပြန်တော့မတောင်းမိပါဘူးနှုတ်ကလည်းမတောင်းဘူးလက်ကလည်းငါဟာပြန်ပြီးလို့မရှိပါဘူးအဲ့ဒါနဲ့စိတ်မချမ်းသာဖြစ်ပြီးတော့ပဲအိမ်ပြန်သွားတာတဲ့မြတ်စွာဘုရားကကောသလမင်းကြီးရေတဲ့အဲ့ဒီတထေးကြီးကသဒ္ဓါစိတ်နဲ့သဒ္ဓါနှုတ်နဲ့မိမရေအဲ့ဒီပိစိကဗုဒ္ဓကိုဆွမ်းနေလှူလိုက်လို့ပြောခဲ့တဲ့စကားတခွန်းကြောင့်တဲ့ နတ်မင်းကြီးဘဝကနတ်တထေးကြီးဘဝကခုနှစ်ကြိမ်ဖြစ်ခဲ့တယ်လူတထေးကြီးဘဝကခုနှစ်ကြိမ်ဖြစ်ခဲ့တယ်လူပြည်နတ်ပြည်တထေးမင်း14ကြိမ်ဖြစ်တယ်ဒီဘဝဟာနောက်ဆုံးအကျိုးပေးတာပဲကုသူကံဒီအကျိုးပေးတာဒီဘဝဟာနောက်ဆုံးပဲတဲ့အခုကုသူတွေလေအစ်စ်ကိုပြန်ပြီးတော့သူကမဆက်နိုင်တဲ့အတွက်ကြောင့်အခုသေပြီးတဲ့အခါမှာ ဘယ်ရောက်သွားတော့လို့ကောသလမင်းကြီးကမေးတော့မြတ်စွာဘုရားညံ့နဲ့လန့်ကြည့်လိုက်တော့ရောရောရုဝငရေခဏရတယ်ကုသိုလ်နဲ့စလူဘဝကိုကုသိုလ်ပြန်မဆက်တော့အပေကြတော့ဘာကြတော့ဘာကြောင့်မသုံးဆောင်ရတာလဲလို့ဘာကြောင့်လေလောက်ချမ်းသာပြီးကောင်းကောင်းမစားကောင်းကောင်းမအိတ်ကောင်းကောင်းမဝတ်ကောင်းကောင်းမနေရတာလဲဘုရားနေတော့လေဟုတ်လားကျုံတလို့ပဲခုနိတ်ခင်ပြီးနေတာ ဆောင်းဆိုလည်းဘလောက်အေးအေးဆောင်းကောင်းကောင်းမချုံဘူးအဲအဲ့လိုမျိုးအဲ့လိုမျိုးပေါ့ပရိသတ်ရေနော်အဲ့လိုနေခဲ့တာအဲ့ဒါဘာကြောင့်မသုံးဆောင်ရတာလဲဖရာလို့မြတ်စွာဘုရားကိုမေးချောက်တော့မြတ်စွာဘုရားကဒါနတော်ပြုတယ်တဲ့အဲ့ဒီတထေးကြီးဟာသူတော်ကောင်းဒါနမဖြစ်လို့ဒါလေးမှတ်ထားဘာဒါနမဖြစ်လို့သူတော်ကောင်းဒါနာ၅မျိုးရှိတယ်သူတော်ကောင်းဒါနာအကျိုးပေးလှဤသူယုံမာဒါနာအကျိုးပေးမလားဒါလေးမှတ်ထား သူတော်ကောင်းဌာနကအကျိုးပေးလာတယ်ချမ်းသာတဲ့အကျိုးတွေရရင်လည်းချမ်းလဲချမ်းသာတယ်ခံလဲခံစားရတယ်ဆန့်လဲဆန့်စားရတယ်သူယုံမှဌာနကျတော့ချမ်းသာတော့လဲမခံစားရဘူးမဆန့်စားရဘူးဒါကြောင့်ဌာနတစ်ခုပြုတဲ့အခါမှာသူတော်ကောင်းဌာန၅မျိုးဖြစ်အောင်ပြုပါ လိုက်ဆိုလိုက်ရိုးရိုးသေးသေးပေးလူပါကြကြလေးယုံယုံကြည်ကြည်ပေးလူပါကြကြလေးယုံယုံကြည်ကြည်ပေးလူပါ မျက်မျက်နိုးနိုးပေးလူပါကိုယ်တိုင်ကိုကြပေးလူပါစင်ဆက်မပြပေးလူပါဘယ်နှမျိုးလဲသူတော်ကောင်းဌာနငါးမျိုးခေါ်ပါလေဆိုကြည့်ပါယိုယိုသေးသေးပေးလူပါယုံယုံကြည်ကြည်မြတ်မြတ်နုံနုံ ကိုတိုင်ကိုကြဘေးလူပါစင်ဆက်မပြဘေးလူပါကိုတိုင်ကိုကြဘေးလူမှာဒါနကချမ်းသာအကျိုးဘဝကောင်းအကျိုးကိုပေးတယ်ဒါလေးမှနော်ဒါနကုသိုလ်သည်အပယ်လွတ်တယ်လူဘဝနတ်ဘဝဘဝကောင်းအကျိုးကိုပေးတယ်ဘဝတံပတ္တိလို့ခေါ်တယ်ဘောဂတံပတ္တိဖြစ်လျာဘဝမှာစီစဉ်ဥစ္စာတွေပြည့်စုံမဲ့ဒါနကတော့အသက်မရှိဘူး ဒါနကြောင့်အသက်ရှိတာမဟုတ်ဘူးအသက်ရှိတာတီလညာပညာထက်တာကဘာဝနာသူ့ကျိုးတဲ့သူနော်မတူဘူးဒါနကပေးတာကတော့ဘဝကောင်းတဲ့စီစဉ်ဥစ္စာပေးအဲ့တော့မိမိကရိုးရိုးသေးသေးပြေးထူလိုက်မယ်ဆိုရင်ပြိတ္တရဲ့စီစဉ်ဥစ္စာတွေတဲ့ချမ်းလဲချမ်းသာမယ်ကိုယ်တိုင်ကိုကြလဲသုံးဆောင်ရမယ်ခံစားရတယ်စံစားရတယ်ဒါကြောင့်မလို့ပြိတ္တရဲ့ရိုးရိုးသေးသေးပြေးလူပါယုံယုံကြည်ကြည် ပေးလူပါကံကံရဲ့အကျိုးကိုယုံကြည်ပါကောင်းတာလို့ရင်ကောင်းတာပြိမဲ့မကောင်းတာလို့ရင်မကောင်းတာပြိမဲ့ကုသိုလ်ကံအကုသိုလ်ကံတွေရဲ့အကျိုးကိုယုံကြည်တဲ့တရားတရားတွေနဲ့ပေးလူပါနံပါတ်3ကတော့မြန်မြန်နိုးနိုးပေးလူပါဗါတယ်လေအလူကံပုဂ္ဂိုလ်ကိုလည်းမြန်နိုးပါတရားစားဖြစ်ပါစေယူတည်ပါမြန်နိုးပါငါကိုကုသိုလ်တွေပေးနေတဲ့ပုဂ္ဂိုလ်ပါဟုတ်ရဲ့လားညောင်းအင်းဗာပြည့်တယ်ညာပြည့်တယ်မလုံနဲ့အဲ့ဒါသူယုံမာဒါနအခုလှူလိုက်လို့ပြောရတာလေသူကိုယ်တိုင်မလှူဘူး ်ရိုသေမှုလည်းမပါဘူးမျက်နှာမှုလည်းမပါဘူးယုံကြည်မှုလည်းမပါဘူးကိုယ်တိုင်ကိုယ်ကြပေးလူတာလည်းမပါဘူးမပါတော့တထေးတော်ဖြစ်တဲ့ကိုယ်ကိုယ်တိုင်မတုံးဆောင်ရဘူးတုံးဆောင်ရရဲ့လားအရာမလို့ပြိဿာကြီးဘာပဲပေးလူပေးလူပါပြိဿာကြီးမျက်မျက်နှာနှာပေးလူပါအလူကံပုဂ္ဂိုလ်ကိုမျက်နှာပါလူပဲဝတ္ထုဟာဒီပန်းလေးလူမဲ့ဆိုရင်ပန်းလေးကိုမျက်နှာပါငါပြောသည်ဆိုရင်လည်းငါပြောသည်လေးပေါ့နော်တန်တန်ရှိရင်တတ်တတ်ရရလေးမမြတ်နိုးနိုးလေးပေါ့ကိုလူမဲ့ဆိုရင်အာဟာရလူမဲ့ဆိုရင်လည်းကိုကြိုက်တာတွေလူ ကိုမုတ်တီကြရင်မုတ်တီလူကိုထမင်းကြရင်ထမင်းပေါ့နော်ကိုကြိုက်တာလူအင်းဝတ်တဲ့လူမယ်ဆိုရင်လေကိုကြိုက်တဲ့အယောင်အနီယောင်ကြိုက်ရင်အနီယောင်လေးပဲလူပန်းယောင်ကြိုက်ရင်ပန်းယောင်လေးလူဒါမှကိုမျက်နိုးတာတွေပြန်ရမှာဟုတ်ဘူးလားအဲ့ဒီမှာပြိဋ္ဌာယိသူတော်ကောင်းဒါနာ၅ပါးဖြစ်ဖို့မလိုဘူးလားဘလို့လူရမယ်ယုံယုံကြည်ကြည်ပေးလူပါယိုယိုသေးသေးပေးလူပါ မြတ်မြတ်နောနောပေးလူပါကိုတိုင်ကိုကြပေးလူပါဆင်ဆက်မပြတ်ပေးလူပါယောအင်းလူလိုက်ဆန်းဆိုရင်ဒါလူလိုက်ဆန်းဆိုရရကိုကမယုံမသိဖြစ်သွားပြီနော်နောက်ဆုံးမလို့မအစီမပြေဘူးဆိုရင်တော့မှယူယူတည်တည်လေးပြောခဲ့မကောင်းဘူးလားအခုဒီတရေရဟဲ့မိမလူလိုက်ဆန်းဆိုတာဒါယူယူတည်တည်မပါဘူးမပါတော့လည်းပဲလူလိုက်ဆိုတဲ့စကားတခွန်းကြောင့် तू 14ဘဝချမ်းသာပါတယ်တူတော်ကောင်းဌာနမဖြစ်လို့ မသုံးဆောင်ရဘူးကောင်းကောင်းမစားရဘူးမဝတ်ရဘူးမသုံးဆောင်ရဘူးသိတော့လဲဒီတိုင်းထားခဲ့ရတယ်ဒီဘဝမှာလဲကုသိုလ်နဲ့စတယ်လို့မသိဥစ္စာရှိမှချမ်းသာတယ်ဒီမိဥစ္စာကြည်ကြည်ပအောင်ဆုထုတ်ခဲ့တဲ့တထည်လင်မယားနှစ်ယောက်လုံးနဲ့ကုသိုလ်အတ္တတွေပြန်မပြုတ်နိုင်ပဲနဲ့သေသွားတော့ကုသိုလ်နဲ့စလူဘဝကုသိုလ်ပြန်မဆက်တော့အပယ်ကြတာပေါ့မကြဘူးလားဒါကြောင့်မလို့တို့တွေဟာလေကုသိုလ်နဲ့စတဲ့လူဘဝကိုကုသိုလ်တွေပြန်ဆက်တတ်ဖို့မလိုဘူးလား နိဗ္ဗာန်မရမီတန်တရားကအများကြီးလဲအောင်မှာဘဝကောင်းနေရဖို့မလိုဘူးလားခုတရားမီဥမာကကတော့ကုသိုလ်တွေပြန်ဆက်သွားကရမဘုရားသာသနာနောက်ပိုင်းမှာလေမာကလူလင်တို့အပြည့်အကင်းတဲ့ထာဝရကုသိုလ်တွေလုံးပြီးသူတို့တာဝန်သာနတ်ပြည်မှာသူကမာကလူလင်ရတရားမီကြီးဖြစ်ကျန္တာရီရနတ်မင်းကြီးဖြစ်ကုသိုလ်တွေနဲ့လေတက်သွားဘဝကောင်းနေရစီစဉ်ကောင်းနေရပြီးနေလာလိုက်ကြတာဂေါရမဘုရားပွင့်တဲ့အခါ တနေ့သောအခါမှာတရားမင်းကြီးတက်တန်းကုန်ပြီကန့်ကုန်ပြီကုသိုလ်ကံတွေကုန်ပြီဘာကံတွေကုန်ပြီကုသိုလ်ကံတွေကုန်တော့လေတရားမင်းချွေတွေပြန်လာတဲ့နတ်ပန်းတွေညှိုးလာတဲ့နတ်ဝတ်တန်စာတွေညှိုးနွမ်းလာတဲ့တရားအဖြစ်မပြောတော့ဘူး तू တိတယ်ငါဘာဖြစ်ပြီလဲတက်တန်းကုန်ပြီလားကုန်ပြီတက်တန်းက3ခုတွေ6တန်းတရားတက်တန်းတက်တန်းလည်းကုန်ပြီငါပြုတ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေလည်းကံတွေကအကုန်နေပြီ အဲ့တော့ငါဘာလုပ်မလဲတဲ့မြတ်စွာဘုရားပွင့်နေတယ်ဘုရားထံငါမသွားတာဘုရားနဲ့ငါကမရင်းနှီးဘူးအဲ့တော့ငါဘုရားထံမသွားရဲဘူးပင်စတိကနတ်သားကတော့ဘုရားနဲ့ရင်းနှီးတယ်ပင်စတိကနတ်သားကြီးငါကူညီပါဦးမင်းလိုချင်တဲ့ဆုတောင်းငါပေးမယ်ငါ့ကိုဘုရားထံပို့ပေးပါငါကုသိုလ်ဆက်ချင်တယ်ဘာဆက်ချင်တယ်ပင်စတိကနတ်သားကလည်းဟိုနတ်သမီးလေးတယောက်ကိုကြိုက်နေအဲ့ဒီနတ်သမီးသာရအောင် ပြောပေးပါတဲ့ ဖယားထံသူဆောင်းလေးတီးပြီးတော့ခေါ်မယ်။ကဲပေးမယ်ကွာငါဥသာမင်းဖယားထံမမြန်ပို့။ရှားစကြူပြီးအစတသက်တို့တိုင်းပြီပို့။အိန္ဒြာသာလလိုင်ကိုကြီးမှာမြတ်စွာဘုရားညသတင်းသုံးရတဲ့အခါမှာပိစတိကနာတာခေါင်းဆောင်ပြီးတရားပရိသတ်တရားမင်းကြီးနဲ့ဝင်လာပြီးမြတ်စွာဘုရားထံရောက်မြတ်စွာဘုရားတရားမင်းကဖူးကျင်လို့ပါဖယားပိစတိကနာတာကရှောက်ပြီး အဲ့မလေးကဖူးစီဖူးပေါ့အဲ့မတရားမင်းကလည်းမြတ်စွာဘုရားတွေ့ဝမ်းမြဝါသာပြီမြတ်စွာဘုရားထံတရားတွေတောင်းတရားတွေနာတရားနာတဲ့ကုသိုလ်ဆက်တယ်ဘာကုသိုလ်တရားမင်းကြီးတွေမြတ်စွာဘုရားထံကတရားတော်တွေကိုရိုသေစွာကောင်းမွန်စွာတရားတွေနာကြကုသိုလ်တွေဆက်တရားတွေနာကြတရားတဝက်လောက်ရောက်တဲ့အခါမှာတရားမင်းကြီးတွေသောတာပန်တည်တယ်ဘာတည်တယ်သောတာပန်တည်ပြီးတော့ မာဂလူလင်ဘွားကပြုခဲ့တဲ့ကုသိုလ်ကောင်းမှုတွေအရှိန်အဟုန်ကုန်ပြီကုသိုလ်ပြတ်ပြီးတော့အဲ့မဲ့ဖခင်ရှေ့မှာလက်အုပ်ကြီးတရားနာရင်းနဲ့တရားမင်းကြီးသေသွားပြီးသုတိသေးပြီးတော့လီဥပပတ်ပရိသန်တွေဘွားကနေပဲတရားနာတဲ့ကုသိုလ်တွေဆက်ထားတဲ့ကံကြောင့်နဲ့တရားအဟောင်းသေးပြီးတရားအသစ်ပြန်ဖြစ်တယ်။ကဲမထူးဆန်းဘူးလား။နတ်ပရိသန်တွေကတော့ဘွားကနေဖြစ်တာလူပရိသန်တွေက6လ10လနေရနော်။ တကြအဟောင်းပရိသတ်ရေသေးပြီးတော့တကြအသည့်ပြန်ဖြစ်တယ်တဲ့တကြမင်းကြီးသည် ကုသိုလ်ပြန်ဆက်တတ်တော့တကြအသည့်ဘဝမရဘူးလားအကျယ်ချဲ့ရင်လည်းအများကြီးပေါ့ဒါကြောင့်မလို့တို့တွေဟာလေကုသိုလ်နဲ့စတဲ့လူဘဝကိုကုသိုလ်တွေပြန်ဆက်တတ်ဖို့မလိုဘူးလားအခုဒီမှာပကာကြီးရွာမှာ၄ချိန်တောင် ရှိပြီတို့လည်းကုသိုလ်တွေဆက်ခဲ့ကြတာဒါကြောင့်ဒီနေ့ညဆရာတော်ဟောတဲ့တရားကောင်းစဉ်တွေကဘာတယ်လဲကုသိုလ်နဲ့စတဲ့ လူဘဝကုသိုလ်ပြန်ဆက်ကြအဲ့တော့ကုသိုလ်တွေများများဆက်ကြပါလို့တိုက်တွန်းပြီးတော့ယနေ့ညဆရာတော်ရဲ့ပထမညတရားပွဲသလောင်းနဲ့ပဲဤကုန်ဆုံးသက်ကြပါစို့အာလုံးလက်အုပ်တွေချီပါတိတိတံလောကနာတိနာကုသိုလ်နဲ့သာလူဘဝကုသိုလ်ပြန်ဆက်ကြဓမ္မဒေသနာတကိဇံယေဝသုတ်တဝါနာသာဓုသာဓုတိပါတထဘွန်တော်ဓမ္မချစ်ခင်စိတ်ကောင်းဝင်ရတရားနာလာရတဲ့တရားနာပရိသတ်ပေါင်းဩဒရောကောင်းတို့ ဒုံမီဓမ္မလိုလာကြတဲ့အနေနဲ့ပြိဿပောင်သူတော်ကောင်းတို့သည်လောကနာထိနာလူသုံးပါးတို့ရဲ့အထာမီတွင်ကိုယ်ကိုယ်ရာအဖြစ်ဖြစ်တော်မူတဲ့မြတ်စွာဘုရားသည်ဒေဒီတံကောင်းစွာမဲ့သွေဟောကြတော်မူပါပေထသောကုသိုလ်နဲ့သာလူဘဝကုသိုလ်ပြန်ဆက်ကြဓမ္မဒေသနာတို့တွေဟာလူဘုံလူဘဝရရှိလာကြတယ်ဆိုတာကုသိုလ်ကံဒီကြောင့်ကုသိုလ်နဲ့ဆံခဲ့ကြတာပါနိဗ္ဗာန်မရမီတို့တွေဘဝကောင်းတွေဆက်ဖို့ရလိုပါသေးတယ်ဘဝကောင်းတွေရရှိရန်ကုသိုလ်တွေသာပြန်ဆက်ကြပါလို့ တိုက်တွန်းကလောကရဲ့အရှိတရားတွေကိုသိအောင်အကျယ်ချက်ကဟောကြားလိုက်တဲ့ဣဒိယဒေသနာတော်မြတ်ကိုတကိဇံယေဝကောင်းမွန်ရသေးစွာသာလျှင်သတ္တဝါနာကြာကြာနာကြာမှတ်သားရပြီ၍သာဓုသာဓုတိမေဘုံနိဗ္ဗာန်ရပါလို့ဗန္နာကုတောင်းစုစုကသာဓုသာဓုဟု၍ဘာသေတာသုံးချိန်သုံးခါနှုတ်မြဲဟာ၍ဆိုလိုက်ကြကုန်ရာတည်း